ပြန်လန်ကိုရိုက်တာနော်။ညောင်လုံးကအချင်းတော့မဟုတ်ဘူးဘယ်ဝိုက်လက်တီတလုံးဝင်သွားတယ်တောက်လျှောက်ဆိုလိုပဲ။အိုးဘယ်ဝိုက်လက်တီတလုံးဝင်သွားတာ။အလုံးမဲမင်္ဂလာပါဗျာ။ GDS Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်ပွဲစဉ်ကတော့ပြီးခဲ့တဲ့1 Championship Friday Fight 101 Event ပွဲစဉ်ကအမှန်ကန်ပွဲကျမ်းသွားခဲ့တဲ့ပွဲစဉ်ပွဲအကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ဒီပွဲစဉ်ဟာဆိုလို့ရှိရင်လုံးဝကိုအလဲထိုးပွဲကျမ်းတစ်ပွဲဖြစ်နေဆုံးသက်သွားတာဖြစ်ပြီးတော့ကျွန်တော်တို့ပြိသက်တွေစောင့်ကြည့်သွားရမယ့်အမှန်ကန်ကျန်းတဲ့တွဲဆိုင်တွဲလေးဖြစ်ပါလိမ့် ဒီဘွဲစီမှာဆိုလို့ရှိရင်တော့ဒီအပြာတောင်းကဖိုက်တာဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံသားဖိုက်တာပဲဖြစ်ပြီးသူ့အနေနဲ့ကဒီဝမ်ချန်ပီယံရှစ်အပွဲအစည်းမှာဒီပွဲစဉ်ပေါင်း၄ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့သူ့အနေနဲ့နှစ်ပွဲနိုင်ထားတဲ့အထက်မှာနှစ်ပွဲစလုံးကိုအမှန်ကန်ပြက်ပြက်ပြထားတဲ့ဖိုက်တာဖြစ်ပါတယ်ဒီတော့ကဖိုက်တာဟာဆိုလို့ရှိရင်လေတကယ်ကိုကျန်တဲ့ဒီဖိုက်တာတယောက်ဖြစ်ပြီးတော့သူ့အနေနဲ့ဝမ်ချန်ပီယံရှစ်အဖွဲ့အစည်းမှာပွဲစဉ်ပေါင်း 9ဘွဲရှင်ပြန်ထိုးသက်ထားပြီးတော့4ဘွဲအထိကိုနိုင်ယူရရှိထားတဲ့ fighter ဖြစ်ပါတယ် win rate တွေကမြင့်သလို finishing rate တွေကလည်းမြင့်တဲ့ fighter တွေဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုကျွန်တော်တို့ပရိသတ်တွေနဲ့စိတ်ဝင်စားစရာစောင့်ကြည့်သွားရမှာပါရန်မောင်းတွေကရက်ပူးတဲ့ fighter တွေဆိုပေမဲ့တကယ်ကိုကျန်းတဲ့ဘွဲကောင်းတွေဘွဲထွက်လာမှာကတော့လုံးဝစောင့်ကြည့်တော့ကြဖို့ကျွန်တော်တို့ဒီနေရာကနေအာမခံချင်ပါတယ် ကဲပွဲကတော့စပါပြီဒီဘက်ကအနီတောင်းကဖိုက်တာကတော့ဒီညာချေရှစ်ထုတ်တဲ့ဘဲတန်ဖိုက်တာဖြစ်ပြီးဒီဘက်ကအပြတောင်းကဖိုက်တာကတော့ဘဲချေရှစ်ထုတ်တဲ့ညာတန်ဖိုက်တာဖြစ်ပါတယ်ဘဲတန်နဲ့ညာတန်ရှင်ပြိုင်ထိုးသက်ကြတဲ့အခါမှာအဲ့ဒီပွဲစဉ်တွေကထူးခြားမှုရှိတတ်တာကတော့လုံဝကိုသဘာဝပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ပြိသက်တွေပွဲကြံတပွဲကိုစောင့်ကြည့်လိုက်ကြအောင်ပါသာသာလာခြင်းမှာပဲဒီပြတောင်းကဖိုက်တာကအမြင့်ချေကန်ချက်တွေနဲ့လုံးဝကိုသွေးတိုးစမ်းထားတာကိုတွေ့ရတယ်။ဒီတောင်းကဖိုက်တာကတော့တည်တည်ငြိမ်ငြိမ်ပဲ ဘယ်လိုမျိုးရှင်ပြိုင်ထိုးသက်တော့ရမလဲဆိုတာစာဖတ်နေတဲ့ပုံပဲဗျ။ဟိုသူကလည်းခြေကန်ချက်တွေပြန်ပြီးတော့ပေးတယ်။သူတစ်ချက်ကိုတစ်ချက်တီးမယ်ဆိုတော့အနေသားဖိုက်တာတွေကတယောက်ဖြစ်တယ်ဗျ။ဟိုအမြင့်ခြေကန်ချက်ပေးထားတာတော်တော်လေးကိုကောင်းတယ်ဗျ။โอ้มิชิแกนเจจี้จောက်ผู้ก้าวเลยเปียตีๆชาๆตาถี่ตั้วเมย์ซอยินน็อกเกาท์เล้ตั้วနိုင်ในอณีทาริဖြစ်တယ်ဗျโอ้ตลอดလေးကိုก้าวเนี่ย1 2 12လုံးနေပေးထားတာก้าวเนี่ยဗျดูไตချက်တွေပေးထားတာก้าวเนี่ย ကလင်းရှူပြီးတော့ဒီတိတ်တောင်းရယူဖို့အဲမွေထိုင်းတိတ်တောင်းကတော့ဘာမှမဟုတ်ပါဘူးတိုင်းသူတို့လောက်တာပဲဗျကျမင်းမော်ကိုလဲချလိုက်တာပဲဗျဒါကကြာတော့မှဖိုက်တာကနည်းနည်းအရက်ပုံမြင့်တော့အဲ့ဒီအာသချက်ကိုအသုံးချပြီးတော့ hacket KO လောက်ကိုစူးစမ်းနေတာဗျဒါပေမဲ့ဒီဘက်ကအနီတောင်းကဖိုက်တာကလူကောင်ကြီးကတော်တော်လေးကိုကြီးတယ်ဗျအရက်ပုံပဲပြက်ကျယ်တယ်ဗျပြီးတော့တော်တော်လေးကိုလည်းခွန်အားရှိတဲ့ပုံပဲအဲ့ဒါကြောင့်မို့လို့သူအနေနဲ့ ဒီ block လုပ်တဲ့နေရာမှာတော်တော်လေးကိုကောင်းတယ်ဗျခြေကန်ချက်တွေကိုဟောထပ်ပြီးတော့ low kick ပေးပြန်ပြီအဲ sorry မှားသွားတယ်ဗျ high kick ပေးတာဗျခေါင်းကိုကန်တာဗျ sorry ပါအဲ low kick ခုမှ low kick ပေးတာတောင်းထောင်းနေထီချက်တွေကတော့ဒီပထမအချီအခုချိန်ထီကိုတောက်လျှောက်ဆိုသလိုဒီအပြာတော့ငါ fighter က hack kick ကန်ချက်တွေပေးထားတော်တော်လေးကိုတားတယ်ပြီးတော့လက်သီးထိုးချက်တွေမှလည်းသူကတားသေးတယ်ဗျဒါပေမဲ့ဟိုဘက်ကအနီတောင်းက fighter ကြီးကတော်တော်လေးကိုမာတယ်ဗျ ဟိုသူကလည်းမြေချိတ်ကန်ချက်ပေးတယ်ဒါပေမဲ့ရက်ခုတော့ခေါင်းကိုမထိပဲလက်မောင်းကိုပဲထိတယ်ကဲတိတ်ထောင်ရယူသွားပြီဗျဘွဲကတော့မြိုင်တယ်ကြီးလို့ကောင်းနေပြန်မစိုးပို့စကစ်တွေပေးထားတယ်ဟိုမြေချိတ်ကန်ချက်ထပ်ပြီးတော့ပေးထားတယ်ဗျအိုးတော်လေးကိုအန်ဒီရဲ့များတဲ့နေထားဗျနေတော့ကဖိုက်တာအချိန်မရွေးတေချာချက်ကောင်းထင်းလဲသွားနေတဲ့နေထားဗျဒူတိုက်ချက်တွေကလည်းပေးထားတာကောင်းတယ် မွေထိုင်းအားကစားဆိုတာဒီလိုမျိုးဆော့ရတာဗျရှိုးဖိုက်တာတွေတော်တော်လေးကိုပြင်းဖို့ကောင်းတယ်မြင့်ကျေကန်ချက်တွေပဲပေးဖို့ကြိုးစားဒါပေမဲ့လုံးဝထိထိမိမိတော့မရှိလာဘူးဗျအိုးဒီဘက်ကအနီတော့ fighter body shot တွေနိုင်ထားတာကောင်းတယ်ဗျ။ဘယ်ညာ body shot နိုင်ထားတယ်ဗျ။ဒီပထမအချီတော့ပြီးသွားပြီ။ပထမအချီမှာတော့ ဘာမှတိတ်ပြီးတော့ဒီဘက်အနီတောင်းကဖိုင်တာကြီးကမလုံပြနိုင်ဘူးဘက်ကအပြာတောင်းကဖိုင်တာကပဲ hack kick ကန်ချက်တွေမှန်ကန်ပေးနေတယ်ဗျကဲ push kick ပေးထားတယ် low kick ပေးထားတယ်မှန်ကန်အိုးခြေကန်ချက်တွေပေးထားတာကောင်းတယ်ဗျလုံးဝကို explosive ပြင်းအားပေါက်ကွဲအားပြင်းပြင်းနဲ့ကိုကစားနေတာဗျ clean shoot ပြီးတော့ဒူးတိုက်ဖို့စူးစမ်းပေးမယ်အဆင်မပြေဘူးဗျဒီဘက် fighter ကနည်းနည်းအရက်ပုတ်နေတယ်ဗျကျွန်တော်ထင်ငါးပြီ၃လောက်ပဲရှိနေတယ်အဲ့ဒီ fighter clinch ဖြစ်သွားလို့ပြန်ပြီးတော့အလိုကြီးကခွဲပေးထားတယ်။အိုးတောင်ရက်ချက်ပူးကပ်ပြီးတော့ဒေါင်ရက်တော်တော်လေးကိုကောင်းတယ်။မစ်ရှိဂန်ချက်ပဲထပ်ပြီးတော့ပေးဖို့စ조사ထားတယ်ဗျာ။ဒါပေမဲ့အဲ့မစ်ရှိဂန်ချက်ကမထိရောက်ဘူးကြ။တောင်နဲ့ရိုက်ထားတဲ့အနီတောင်းက fighter clinch တိမှာတော်တော်လေးကိုတော့တာလာပြီဗျာ။အိုးတောင်နဲ့နောက်တစ်ချက်ထပ်ရိုက်တယ်။အပကထိုးကိုစူးစားတယ်တောင်းနဲ့ရိုက်ဖို့စူးစားတယ်ဗျ။အိုးအပြန်လန်ကိုတောင်းနဲ့ရိုက်နေကြတာဗျ။နောက်ထပ်တောင်းထက်ရိုက်တယ်။ထိသွားပြီ။ဤသွားပြီဗျ။မင်းရှိကန်ကကံမှုစူးစားတယ်။ဘောရီရှော့နှိုက်တယ်။ ဟာတောက်လျှောက်ဆိုသလိုပဲလိုက်ပြီးတော့ရုရှားပေးပြီးတော့ကစားထားတာကိုတွေ့ရတယ်ဗျ။ Clinch ပြနေပြီ။ကနေကြီးပြန်ပြီးတော့ခွဲလိုက်ပြီဗျ။အိုးတောင်ရဲ့ချက်တွေတော်တော်လေးကိုကောင်းတယ်ဗျ။အနီးကက်တောင်ရိုက်တာဗျ။ပူးကက်ပြီးတော့အပြန်လန်ကိုရိုက်တာနော်။ညောင်လုံးကအချင်းတော့မဟုတ်ဘူးဘဲဝိုက်လက်တီတလုံးဝင်သွားတယ်တောက်လျှောက်ဆိုလိုပဲအိုးဘဲဝိုက်လက်တီတလုံးဝင်သွားတာ လုံးဝကိုဖင်ထိုင်ကျသွားပြီဗျကဲဘဲတန်ဖိုက်တာရဲ့အမှန်ကန်တီးရဲ့ဘဲဝိုက်လက်တီဝင်သွားတာ ကဲဘလို့မှမရတော့ဘူးပြန်ကိုမထလာနိုင်တော့ဘူးဗျဒီဘက်က ဖိုင်တာဂျောင်းပိတ်ထိုးတာဗျတော်တော်လေးကိုကောင်းတယ်ဘောက်ဆင်မှနည်းနည်းပို့ပြီးတော့အားသာတယ်လို့ပြောရမှာဗျဒီဘက်နီတောင်းကဖိုင်တာကဘောက်ဆင်သမားလို့ပြောရမှာဗျကဲနီတောင်းကဖိုင်တာကတော့လက်ရှိလောလောဆယ်မှာသူကရှေ့ကပထမပွဲမှာရှုံးထားတာဗျအခုဒုတိယပွဲမှာသူနိုင်ပွဲပြန်ရသွားပြီလဲထိုးနဲ့လဲနိုင်နေဆိုတော့ဒီ straw weight တန်းမှာတော့ဆရာကြီးတယောက်ဖြစ်သွားပြီဗျအိုးဟိုဘက်ကအပြာတော့ဖိုင်တာကိုလည်းကြည့်ပါအောင်ဗျလုံးဝဝင် စင်ဘောကနေအိုးတွဲပြီးတော့ခေါ်သွားတာဗျို့